ဗီယက်နမ်မှာတိုက်ခတ်သွားတဲ့အင်အားပြင်းတိုက်ဖုန်းမုန်တိုင်းကြောင့်ရာစုနှစ်တွေနဲ့ချီနစ်မြုပ်နေတဲ့သင်္ဘောဟောင်းကြီးတစ်ခုပေါ်ထွက်လာခဲ့ပါတယ်။ပြီးခဲ့တဲ့သတင်းပတ်ကကုန်းတွင်းဝင်ရောက်ခဲ့တဲ့တိုက်ဖုန်းကယ်မန်ကြီးကြောင့်ကန်ယူဒန်အေရီးယားတချို့ကတောင်ပြင်တွေမှာလှိုင်းရိုက်ပြီးရေတိုက်စားမှုတွေဖြစ်ခဲ့ရာကအခုလိုသင်္ဘောပြက်ကြီးထွက်ပေါ်လာတာပါ။အဲ့ဒီသင်္ဘောပြက်ကြီးရဲ့အစိပ်ပိုင်းတချို့ကို2023ခုနှစ်ကလည်းဟွိုင်အန်းမြို့နားမှာရှာတွေ့ခဲ့မှုပါတယ်။ဒါပေမဲ့2.4ရှစ်ပြောင်းရေးတွေမလုံနိုင်ခင်မှာပဲရေထဲပြန်မြုပ်သွားခဲ့တာပါ။ ဒါပေမဲ့တက်ဖုန်ကယ်မဂီတိုက်ခတ်ပြီးတဲ့နောက်အခုတော့ပိုပြီးကျဲပြန့်ထင်ရှားတဲ့အစိပ်ပိုင်းတွေပါတောင်ပြင်ပေါ်ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။သင်္ဘောကအနည်းဆုံးစက္ကန့်0.4မီတာရှိပြီးခိုင်မာထူထဲတဲ့တစ်သားကိုဒယ်ရီနဲ့တိစောက်ထားတာပါ။ကျွမ်းကျင်သူတွေကသင်္ဘောရဲ့တက်တန်းကိုအတိအကျမပြောနိုင်သေးပေမဲ့14နဲ့16ရာစုကြားမှာတိစောက်ခဲ့တာဖြစ်နိုင်တယ်လို့တော့ကနအူးခန့်မှန်းထားပါတယ်။လောလောဆယ်တော့အမြန်ဆုံး2.4ရွှေပြောင်းခွင့်ပါမစ်ရာရီကိုဦးစားပေးလှုပ်ဆောင်မယ်လို့ ဟွိုင်အန်ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းရေးစင်တာညွှန်ကြားမှုကနိုဝင်ဘာ၁၀ရက်နေ့မှာပြောကြားခဲ့ပါတယ်ရှင်။